ဒီရှေ့ဗီဒီယိုတွေမှာ chicken sentence structure ဆိုပြီးတော့ 5မျိုးကိုရှင်းပြပေးထားတယ်အဲဒီဗီဒီယိုမှာကြတော့ဒီစာကြောင်းလေးတွေကိုကိုကတိောက်တက်ပြီဆိုရင် နောက်ထပ်စင်ပွားပြီးတော့သုံးလို့ရတဲ့ပုံစံပြောလို့ရတဲ့ပုံစံတွေကိုရှင်းပြပေးမယ်ဥပမာအဲကျွန်တော်မနက်စာစားရဆိုရင် I have breakfast ဆိုပြီးတော့သုံးတယ်ဒါဆိုရင်ကိုကအမရဆောင်အမြဲတမ်းစားတာလားတစ်ခါတလေစားတာလားဒါမှမဟုတ်ဘယ်တော့မှမစားဘူးလားဒါမှမဟုတ်စားခဲ့သလားအစသဖြင့်ကျွန်တော်တို့ဒီလိုချိန်နှုန်းတွေကိုဖော်ပြခြင်းတဲ့အခါကျရင်ဘယ်လိုလေးသုံးရတယ်ဘယ်လိုလေးပြောရတယ်ဆိုတာကို ဒီဗီဒီယိုလေးမှာရှင်းပြပေးမှာဖြစ်ပါတယ်။ Common Glaver အခြေခံ English အပိုင်း7ကနေကြိုဆိုလိုက်ပါတယ်။အဲဒီဗီဒီယိုမှာတော့ကိုတိဆောက်ထားတဲ့စာကြောင်းတွေမှာ ချိန်တုံးနဲ့ပတ်သက်ပြီးအကြံမြင့်ဖော်ပြခြင်းနဲ့ဆိုရင်သုံးလို့ရတဲ့ပုံစံတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။အဲအရင်ဆုံးကျွန်တော်တို့ဒီဇာတ်လေးကိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်။အဒီမှာကိုယ်ကတစ်ခုခုကိုအမြဲတမ်းလှုပ်ဖြစ်တယ်ဆိုကျွန်တော်တို့ always ဆိုတဲ့စကားလုံးလေးထည့်သွင်းလိုက်ရုံပဲ။အဲများသောအားဖြင့်လှုပ်ဖြစ်တယ်ဆို usually အဲပုံမှန်လှုပ်ဖြစ်တယ်၊ရေဘူးကလှုပ်ဖြစ်တယ်ဆိုရင်တော့ normally နဲ့ generally ကိုသုံးလို့ရတယ်။အဲမကြာခဏလှုပ်ဖြစ်တယ်ဆိုရင်တော့ often နဲ့ frequently ကိုသုံးလို့ရတယ်။တစ်ခါတည်းရန်လှုပ်ဖြစ်တယ်ဆိုရင်တော့ sometimes ရန်ဖန်ရန်ခါလုတ်ဖြစ်တယ်လို့ပြောမယ်ဆိုရင်တော့ occasionally ကိုသုံးလို့ရပြီးတော့လုတ်ခဲတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာတော့ seldom တို့ hardly ever တို့ rarely တို့စတာတွေကိုသုံးပြီးလို့ရတယ်အဲတစ်ခါမှမလုတ်ဘူးဆိုရင်တော့ never ဆိုတဲ့စကားလုံးလေးကိုထည့်သုံးလိုက်ရုံပဲဥပမာကျွန်တော်တို့စာကြောင်းတစ်ကြောင်းတည်ဆောက်လိုက်မယ်ပေါ့ဒီ sentence structure ငါးမျိုးတွေကဥပမာ I rain ကျွန်တော်ပြီးတယ်ဒါဆိုကိုကအမြဲတမ်းပြီးတယ်ဆိုရင် I always rain ဆိုပြီးတော့ထည့်သွင်းလိုက်ရုံပဲဒါဆိုဒီ always ကိုတော့ဒီ subject နဲ့ very ကြားမှာတော့ထည့်ပြီးတော့သုံးပြရမယ်ပေါ့ဒါဆိုကိုကများသောအားဖြင့်ပြီးရယ်ဆိုရင် i usually rain အဲငါတစ်ခါတည်းရင်ပြီးရယ်ဆိုရင် i sometimes rain စာရှိပြန်သုံးလိုက်ရုံပဲအဲနောက်ထပ်ဥမာတစ်ခုနေနဲ့မငါမနက်စာစားရယ်ဆိုရင် i have breakfast ဒါဆိုငါမနက်စာကိုအဲစားခဲ့ရယ်ဆိုရင် i seldom have breakfast ငါမနက်စာကိုမကြာခဏစားပြစ်တယ်ဆိုရင် I often have breakfast ငါမနက်စာကိုဘယ်တော့မှမစားဘူးဆိုရင် I never have breakfast ဆိုပြီးတော့တုံးလိုက်ရမယ်ဒါဆိုရင်ဒီစာအခြေခံစာကြောင်းတွေကတော့ကျွန်တော်တို့သင်ပေးထားတဲ့ဒီ sentence structure ငါမျိုးနဲ့ပဲဖွဲ့သီးတာပဲအဲ့ဒါတွေကိုမှဒီ subject နဲ့ verb ကြားမှာဒီ adversarial frequency လေးတွေထည့်သွင်းလိုက်တာနဲ့ကိုယ်ရဲ့စာကြောင်းရဲ့ဆိုလိုရင်းကဒီကြိမ်နှုန်းလေးတွေကိုအကြမ်းမြင့်ဖော်ပြပြီးသားဖြစ်သွားမယ်ပေါ့ဒါဆိုနောက်ထပ်ဥပမာတစ်ခုအနေနဲ့အဲ he is happy သူကပျော်ရွှင်တယ်ဒါကတော့ကျွန်တော်တို့ subject verb complement နဲ့တိစောက်ထားတာအဲဒါမျိုး ms or bra လာတဲ့စာကြောင်းတွေဆိုရင်တော့ဒီ ms or words where ရဲ့ noun မှာထည့်ပြီးတော့သုံးလို့ရတယ်အဲသူကအမြဲတမ်းပျော်ရွှင်နေတယ်ဆိုရင် he is always happy ဆိုပြီးတော့သုံးပေးရမယ်အဲ तू ကပျော်ရွှင်ခဲ့တယ်ဆိုရင် he is hardly ever happy ဆိုပြီးသုံးလို့ရတယ်အဲ तू ကဘယ်တော့မှပျော်ရဲကိုမရှိဘူးဆိုရင် he is never happy ဆိုပြီးတော့ဒီ adversarial frequency လေးတွေကိုထည့်သုံးလိုက်တာ ਨੇ ကိုယ့်ရဲ့စာကြောင်းလေးတွေကပုံမှန်ပြောတာထက်အဲချိန်နှုန်းလေးတွေကိုဖော်ပြပြီးသားဖြစ်သွားမယ်အဲနောက်ထပ်ဥပမာတစ်ခုအနေနဲ့အဲ she is never in her office သူမကဘယ်တော့မှယုံငန်းထဲမှာမရှိဘူးဒါဆိုအမြဲတမ်းယုံငန်းထဲမှာရှိနေတဲ့သူဆိုရင် she is always in her office အာသူကတခါတည်းရန်ယုံငန်းထဲမှာရှိတယ်ဆိုရင် she is sometimes in her office ဆိုပြီးတော့ဒီ adversarial frequency လေးတွေကိုထည့်ပြီးတော့သုံးလိုက်တာ ਨੇ အဲကိုစာကြောင်းရဲ့ဒီဆိုလိုရင်းလေးတွေကလည်းအမျိုးမျိုးပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ အခြေခံ sentence structure လေးတွေကိုစပြီးတိဆောက်တတ်ပြီးနောက်ပိုင်းမှာအဲကိုလှုပ်တဲ့အကြောင်းအရာတွေကိုပြောတဲ့အကြောင်းအရာတွေမှာအဲဘယ်နှကြိမ်လှုပ်တယ်ဘယ်နှခါလှုပ်တယ်ဆိုပြီးတော့အကြံမြင်ပြောခြင်းတဲ့အခါမှာဒီစကားလုံးလေးတွေကိုထည့်ပြီးတော့သုံးလိုက်ရမှာပဲဒါဆိုလေ့ကျင့်လို့ရအောင်ဒီ command mark ဥမာစာကြောင်းလေးတွေပေးထားမယ်အဲရေးပြီးတော့လေ့ကျင့်ခဲ့ပေးပါအဲဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်